လာကလုံးမင်္ဂလာပါရှင်တရားဝန်တာပါတယ်เนาะအနုကောက်တော်နေဖြစ်ပါစေကျမ်းမရှင်းတာကြပါစေအနုအစဉ်ပြေကြပါစေเนาะဝဲဆိုတာကိုယုံလားမသိဘူးလို့เนาะဝဲဆိုတာ တကယ်ရှိပါတယ်เนาะအဲ့ဒါကြောင့်เนาะကိုလုံလိုက်တဲ့အမောက်တစ်ခုဟာကိုကအမကြီးပေးဆက်ရတယ်လို့เนาะဟိုတချို့ဟိုတည်င်းစာဒီမှာလေးကြော်ညာတယ်ကွယ်เนาะအမကြီးပေးတွေ့ရတာเนาะဟိုမိန်းကလေးကိုပေါ့เนาะဟိုအလိုမတူပေးနဲ့အလိုမတင်းချင်းတာပေါ့เนาะ ဟိုအဲ့ဒါတွေကတကယ်အဲမတို့ဒီမှာပြောတာတော့မှဒီမှာကျေသိမ့်နေပါထားတယ်เนาะအဲ့ဒါကတကယ်ပါเนาะအင်းကိုကြီး စိတ်ခဏလေးနဲ့เนาะကိုကြီးခံစားချက်เนาะကိုကြီးစိတ်ကခဏလေးနဲ့เนาะအဲ့လိုကိုဖြစ်တယ်လို့လောက်လိုက်တယ်เนาะအဲလောက်လိုက်တိဆိုတစ်ဖက်ဟိုမင်းကလေးဘဝကိုเนาะမဆာမနာမထောင်းမထားတဲ့အတွက်เนาะအဲ့ဒါကကိုကဘဝမြောက်ဆိုကိုပေးဆဲရမှာပါเนาะအဲ့ဒါကြောင့်မဟုတ်ဘူး တကယ်ညီမတို့မြန်မာပြည်မှာကမယုံသေးလူတွေကများတယ်နော်ယုံပါတကယ်ပါနော်အဲ့တော့ကျောကိုမကောက်တာလုပ်တဲ့အရှင်ချိုင်းကိုဘယ်လိုခံစားရလဲတွေ့ကြည့်လိုက်ကိုစိတ်မှာဘယ်လိုရှိလဲဆိုတော့အဲ့ဒါကြောင့်ကောက်တာကိုဘာလုံးလုံးအကုန်ကောက်တယ်ကိုစိတ်ကိုကကြည်လင်တယ်မကောက်တာလုံးရင်ဘာလုံးလုံးမကြည်လင်တဲ့အတွက်အဲ့အကျိုးကိုထက်ထက်များခံစားရပါတယ်เนาะအဲ့ဒါကြောင့်အဲ့လိုเนาะကိုညီမရှင် ကိုညမကိုညမလို့ကိုအမလို့ကိုရှင်းစားပါဆာနာပါထောက်ထားပါเนาะမေတ္တာထားပါမင်းကလေးဆိုတာအောင်းနှွေးပါတယ်လို့เนาะကိုကကိုစိတ်လေးခဏလေးအတွင်းနဲ့သူမြောက်မင်းကလေးဘွားတဲ့လုံးတဲ့လုံးကိုအဲ့ဒါအညွန်းတုံးပါတယ်လို့เนาะတကယ်အဲ့ဒါကြောင့်ဝဲဆိုတာလေးတွေဆိုတာเนาะဟိုဖယောလက်ထက်ကပေါ့ဟိုရှင်တာရီပုတ်တရားကတအားဟိုချောတာကိုချောတော့အဲ့မှာဟို တယောက်ကပေါ့နော်ရှင်တရားကြီးပုတ်တရားကိုသူကစိတ်နဲ့ပြီးပြင်မာလိုက်တာနော် ငါငါနဲ့သူနဲ့ယူလိုက်နော်ဘယ်လောက်ကောင်းမလဲမသိဆိုပြီးတော့စိတ်နဲ့ပဲပြင်မာလိုက်တာနော်တကယ်မင်းကလေးဖြစ်သွားတယ်နော်အဲ့ဒါကြောင့်နော်ဘေတော်မှာအဲ့လိုကိုစိတ်ကိုမဟုတ်တဲ့နေရာမှာအလိုမလိုက်ပါနဲ့နော်ကိုစိတ်ကိုဆုံးမပါလို့နော်အဲ့လိုလူတစ်ဖက်သားကိုအဲ့လိုကိုလုံလိုက်လို့ရှိရင်တော့ငါငါငါကတော်တယ်လို့တော့မထင်လိုက်ပါနဲ့နော်အဲကန်တူအကျိုးပေးကတော့လာမှာပဲနော်အဲ့ဒါကြောင့်ဟို เสียဟိုတယောက်ဟွာထားတာရှိတယ်လေအကျိုးရှိရင်အကျောင်းရှိတယ်အကျိုးတစ်ခုလောက်လိုက်ရင်တော့အကျိုးတစ်ခုတော့ရမှာပဲလို့เนาะအဲ့ဒါကြောင့်เนาะ အဲ့လိုစိတ်ကိုခဏလေးစိတ်ကိုအလိုမလိုက်ပါနဲ့လို့နော်အဲဒါမျိုးအကုန်လုံးမဟုတ်ပါဘူးနော်အဲ့လိုရှိလို့မာမာကပြောပြတာပါနော်ကောက်တိလူတွေလည်းအများကြီးရှိပါတယ်ဒါမျိုးနော်အဲ့ဒါကလေးတကယ်မသိလို့သူတို့မှားတာပေါ့နော်ဒါမျိုးအဲ့လိုမလုပ်ပါနဲ့လို့နော်ကိုးနေရမှာနေပြီးတော့အစားထိုးကြည့်ပါလို့နော်ကိုညမလို့ကိုအမလို့တဖော်ထားပါအဲ့လိုခဏလေးตาရဘဝကိုကိုဘဝတစ်ခုလုံးအတွက်မပိဆက်ပါနဲ့လို့နော်ဒါကဘဝတင်ပြနဲ့ရှိပြီးတော့ပိဆက်ရပါတယ်လို့နော် အဲ့ဒါကြောင့်အဲ့လိုမမှားကြပါနဲ့လို့နော်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ကောက်ကောနေဖြစ်ပါစေ